အခုလိုမျိုး ဖြောပြီးသားတွေကိုရေခဲတိတာခဲတဲ့အခန်းမှာထားမှအစင်မြေပါပါဒီမှာဆိုလို့ရှိရင်အသားပူးတွေဒါကတော့ခဲတဲ့ခန်းမှာထားတဲ့အတွက်အကြာကြီးထားလို့အစင်ပြေတယ်ပေါ့နော်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်နာမည်မောင်မြောင်ထုံးမင်းဖြစ်ပါတယ်ဒီနေ့မနေ့ပြန်အတွက်ကျွန်တော်ကြိုတင်ပြီးတော့ဒီလိုမီးလာတဲ့အချိန်လေးမှာမီးရမမှန်ဘူးရန်ကုန်မြို့မှာမီးမမှန်ဘူးเนาะအာမနေ့ပြန်အတွက်ကိုကြိုတင်ပြီးတော့ ကျွန်တော်ကဖြော်ထားမှာဖြစ်ပါတယ်။ဘာလို့ဆိုတော့ဒီဘာမှကာဘိုဟိုက်ဒရိတ်လို့ပြောမှာပေါ့နော်။ဒီနေ့ဒီနေ့ဖြော်မှာတော့မင်းရတုန်းကဖြော်တာကျတော့ဂဇွန်းဥဂဇွန်းဥဖြော်တာ။ဒီနေ့ကကျတော့ပိန်ဥဖြော်ရည်။ပိန်ဥဖြော်ရည်ဘာတွေပါမလဲတစ်ချက်လိုက်ကြည့်ဦးနော်။ဘလောလောဆယ်တော့တိမောသီကိုတိမောသီကိုအရင်ထည့်လိုက်မယ်။တိမောသီတိမောသီတစ်ချမ်းတစ်စိတ်ခေါ်တာပေါ့တစ်စိတ်တစ်စိတ်တိမောသီတစ်စိတ် ဟုတ်ပြီပြီးလို့ရှိရင်ငါပြောသေးတယ်ပါငါပြောသေးငါပြောသေးချက်ပါမယ်ငါပြောသေးငါပြောသေးနှလုံးထည့်လိုက်မယ်တော့ဘာပဲပြောပြောပါအဓိကကကုံကြစီအပြင်မှာလေးဆေးရအရန်ကိုဈေးကြီးနေတယ်လားပြီးလို့ရှိရင်အုတ်ဂျုံအုတ်ဂျုံကိုရင်နှွေးနဲ့ကြိုထားတာအုတ်ဂျုံကိုရင်နှွေးနဲ့ပြောအောင်ကြိုထားတာပေါ့အုတ်ဂျုံ ။ဒါဆိုတော့အုတ်ကြုံထက်လိုက်။အုတ်ကြုံကအကျမ်းပကံလုံးတစ်လုံးစာထက်မယ်။အခုလိုမျိုးရင်နှွေးနဲ့အရင်ဆုံးကြိုပြီးတော့သူ့ကို ဖြော်ထားမှာနော်။ရင်နှွေးလေးနဲ့ဖြော်ထားမှာသူ့ကပျော်ဝင်တော့မှမြန်မှာ။စားရတာလည်းအဲ့ဒါမှအရသာရှိမှာ။ဒါပြီးတော့ကြက်ဥ။ကြက်ဥကတော့ငားလုံး။ကြက်ဥငားလုံးသုံးမှာဖြစ်ပါတယ်။ဒါတော့ကျွန်တော်ညီငယ်လေးတွေတော့နိုင်တယ်လို့ပဲသုံး။ကြက်ဥသုံးလုံးပြုတ်ပြီးသားပါနော်။ကြက်ဥသုံးလုံးထည့်ရင်လည်းအဆင်ပြေတယ်။ကျွန်တော်ကတော့ကြက်ဥငားလုံးသုံးမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ကြက်ဥ၅လုံးသုံးတယ်ကျွန်တော်ညီငယ်လေးတွေကတော့၃လုံးလောက်မိအိမ်ကမိဘတွေရဲ့ပေးတဲ့မုံဘိုးလေးနဲ့ကိုက်ညီအောင်၃လုံးလောက်ထည့်ရင်လည်းအဆင်ပြေပါတယ်ကျွန်တော်ကတော့၅လုံးသုံးပါမယ်အဲ့တော့နောက်တစ်ခုပြောစရာပါရှိလဲဆိုတော့ကြက်ဥကိုအနှစ်ပါထည့်မှာပါအနှစ်ပါထည့်မှာပါအဓိကဘော်ဒဝိတ်တက်ခြင်းနဲ့ညီငယ်လေးတွေ ပိန်နေပါတယ်ဆိုတော့ညီငယ်လေးတွေကျက်ဥအနှစ်၃လုံးထည့်မယ်ဆိုလို့ရှိရင်ကျက်ဥ၃လုံးထည့်မယ်ဆိုလို့ပြုတ်ပြီးသား၃လုံးထည့်မယ်ဆိုရင်အနှစ်ပါထည့်ပါဒါမဲ့မှတ်ချက်အနေနဲ့အနှစ်ပါထည့်တဲ့အတွက်ကျက်ဥအနှစ်ပါထည့်တဲ့ကျက်ဥနည်းကကိုလက်စထရောတော့ကုန်အောင်ကစားပါလို့ကျွန်တော်ကတော့အကြံဉာဏ်ပေးချင်ပါတယ်နော်ကုန်အောင်မကစားဘူးဒီဖြော်တဲ့ဟာတော့တောက်မယ်တောက်ပြီးတော့ဟိုအိတ်မယ်ဒီတိုင်းမဲ့ဟိုဂိမ်းလေးဆော်ပြီးတော့အိတ်နေမယ်ဆိုတော့ဘာမှဖြစ်လာမဟုတ်ပါဘူး အသက်ကိုအစီပုံတာတို့နှလုံးသွေးကြောကျင်းတာတို့ဖြစ်တတ်ပါတယ်ကိုလက်စထရောကနော်ဒါကြောင့်မလို့ကျုပ်အနှစ်သုံးလုံးရဲ့ first ကိုကိုအောင်ဖြုံးပါလို့အကြံဉာဏ်လေးပေးခြင်းတယ်နော်ကျုပ်၅လုံးကိုတော့၅လုံးသုံးတယ်ဗောနော်ဒါပေမဲ့တချို့လူတွေပြောတတ်သေးတယ်နော်တချို့လူတွေရှက်ရှက်ပူပူ ဟို attention ရှာတာတွေပေါ့နော်တချို့လူတွေဘာပြောတယ်လဲဆိုတော့ဟာလေကုန်ကြစိတ်ကအတူတူလောက်ပဲတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အဲ့တော့ဝယ်တော့ပေါ့ပတ်စံရှိရင်ဝယ်တော့ပေါ့ပတ်စံရှိရင်ဝယ်တော့နိုင်ငံခြားပြည် protein အတူတူပဲဆိုရင်နိုင်ငံခြားပြည်ဝယ်တော့လိုက်နိုင်ငံခြားပြည်ငါးပေါင်တပူးဆိုအနည်းဆုံး3သိန်းဝန်းကျင်မှာရှိတယ်တကြားတကြားကြတော့မျိုးရိုးထဲမှာစီဂျိုသွေးဂျိုရှိရင်ဒဇွန်းမဲ့ထည့်မယ်နော်ဒဇွန်းမဲ့ထည့်မယ်အဲ့ဒီ operate တထုတ် operate အထုတ်သေးလေးတထုတ်ထည့်မယ်နော်โอเค ဒါကုံကြစိတ်တက်တာပြီးထိရောက်မှုရှိတယ်ဆိုတော့ဝိတ်တင်တဲ့ညီငယ်လေးတွေခန္ဓာကိုယ်ကြီးကျင်တဲ့ညီငယ်လေးတွေဟုတ်ကဲ့မင်္ဂလာပါဒါတော့ကျွန်တော်ရဲ့ပိတ်ဥပိတ်ဥဖြော်ရည်ဖြစ်သွားပြီပေါ့နော်မင်းရတော့ကစွန်းဥဖြော်ရည်ဖြစ်တယ်ဒီနေ့ကတော့ပိတ်ဥနဲ့ဖြော်ထားတာဖြစ်ပါတယ်ဒါအခုတောက်ဖို့မဟုတ်ပါဘူးမနေ့ပြန်အတွက်ကိုမနေ့ပြန်အတွက်ကိုဒီနေ့နဲ့ကြိုတင်ပြီးတော့ဖြော်ထားခြင်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မိရစိတ်မချဘူးလေအဲဒါကြောင့်မလို့ဒီတစ်ခွက်ဆိုလို့ရှိရင်ကျွန်တော်တို့တာမန်လူတယောက်ဆိုရင် ဝမ်းလီတာဘူးနှစ်ဘူးရတယ်ဗောနော်အဲတာမန်လူတယောက်ဆိုရင်တော့ပြိုင်မဲဝင်မဲလူဆိုရင်တော့တခါတော့ရင်ဒီတစ်ခွက်ပေါ့တခါတော့ရင်ဒီတစ်ခွက်မှအဆင်ပြေမှာလေနော်တော့အာတချို့တော်တော်များများလည်းပြောကြတယ်ဗောနော်ဟိုဒါတော့ပြောတာစိတ်မဆိုးပါဘူးဒါသူတို့တူတူတွေ့နေတယ်သူတို့ဗောအားတဲ့နိုင်ငံခြားပြည်ပရိုတင်းရဲ့ကုန်စင်နှုံးနဲ့ဒီဟာရဲ့ကုန်ကြစိတ်နေရတယ်အတူတူလောက်ပါပဲတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်တဲ့အလုတ်တောင်ရှုပ်သေးတယ်အဲအဲ့လိုဒါပေမဲ့နိုင်ငံခြားပြည်ပရိုတင်းကြတော့လဲ ဝယ်တော့ဖို့ဆိုတော့လည်းအိမ်ကမုံဖို့တောင်းဖို့ဆိုတော့လက်လန်းမမီဘူးလေဒါလေးကြဘာမှလည်းကုန်ကြစီမရှိဘူးနော်ပိန်ဦးလေးရဲ့တော့တင်မောတိရဲ့ငပြောတိရဲ့အုံမီရဲ့နော်ရှူဂါဒါတို့အိုဘာတိအထုပ်လေးတထုပ်ဖို့တန်ဖို့ကြီးကြီးပါတယ်နော်ကြက်ဥကြတော့လိုတလောက်သုံးကိုယ့်ရဲ့အိမ်ကရတဲ့မုံဖို့နဲ့သုံးလုံးပဲတက်နေသုံးလုံးငါးလုံးတက်နေငါးလုံးနော်ကြက်ဥသုံးလုံးပဲတက်နေတယ်ဆိုရင်အနှစ်ပါသေးနော်ပိန်တဲ့ညီငယ်လေးနော် နောက်တစ်ခါတက်ပြောမယ်ဝိတ်တင်နေတဲ့ကြီးကျယ်ပါတယ်ဆိုတော့ပိန်နေတဲ့ညီငယ်လေးတွေကြက်ဥသုံးလုံးဆိုရင်ခြွေတားရေးစနစ်တော့ကြက်ဥသုံးလုံးဆိုရင်အဆင်ပြေပါတယ်ကြက်ဥသုံးလုံးအနှစ်ပါထဲပါမလွတ်မှန်းတဲ့အနှစ်တွေကိုနော်ဒါပေမဲ့တိထားရမှာကမှတ်ချက်ကိုလက်ဆောကြက်ဥအနှစ်သုံးလုံးထည့်ပြီးတော့ဖြော်ထားတာဖြစ်တဲ့အတွက်ကစားတဲ့ခါမှာအင်းအားနဲ့ပါဝါပြပြဝဝကစားပါယုံပါအဲ့ဒါဆိုရင်ဒီကြက်ဥနဲ့ကကိုလက်ဆောကချပြသွားပါလိမ့်မယ်နော်ဒီဘလန်ဒါတစ်ခုဆိုရင် နှစ်ခါခွဲတောင်းရင်အဆင်ပြေတယ်ဒီလိုဖြော်ထားမယ်ဆိုရင်1လီတာဟာပေါ့ရေတံမှုထဲမှာထည့်ထားပါထည့်ထားလို့ရင်ရေခက်တိတာရှိတယ်လို့ဆိုပိုလို့အဆင်ပြေတယ်ခဲတဲ့အခန်းမှာထားရင်နှစ်ရက်တိတိရပါနော် အောက်ထပ်မှာမဟုတ်ဘူးနော် ခဲတဲ့အခန်းမှာနော် ခဲတဲ့အခန်းမှာထားမှာနှစ်ရက်ထားလို့ရမယ်အောက်ထပ်မှာထားရင်တော့အဆင်မပြေဘူးဗျာနော်ကိုယ့်ရဲ့ကင်တိုးတဲ့လက်ကလေးတန်းတန်းစင်စင်တာလို့တန်းတန်းရှင်းရှင်းတာလို့နော်ဘာမှမဖြစ်ဘူးနော်တောက်ကြည့်ပါယုံကြည်တောက်ကြည့်ပါ တလားဆိုတလားထူးထူးခြားခြားဝိတ်တက်လာပါလိမ့်မယ်နော်โอเคဘိုင်ဘိုင်